ော်ပရေရှင်ကတူပါတယ်မင်္ဂလာပါဝေါ်ကုန်နိုင်မှာအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်အခုရက်ပိုင်းမှာတော့ဒီ Josh Oban နဲ့ Brandon Drevor ရဲ့တဒင်းတွေနဲ့ပြည်နေမှာဖြစ်ပါတယ်ဘာလို့လဲဆိုရင် interview တဲ့လူတွေကလည်းအဖွဲလိုက်ပေါ့နော်ဟိုလူမေးလိုက်ဒီလူမေးလိုက်အဲ့လိုမျိုးမေးတဲ့လူတွေတော်တော်လေးကိုများနေတာဖြစ်ပါတယ် Okay အဲ့ဆိုရင်ဟိုနေ့ကလည်း Josh Oban ရဲ့ interview တပိုင်းကိုကျွန်တော်ညီကိုတွေကိုပြောပြပြီးတော့ဖြစ်ပါတယ် ဒီနေ့ကတော့အခြားတင်ထောက်တွေမေးတဲ့အပိုင်းတွေကိုကျွန်တော်ပြောပြပေးတော့မှာဖြစ်တယ်ပြီးတော့ Brandon Rowe ရဲ့ဖြေချချက်တွေကိုလည်းကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ် Okay အဲဆိုရင်စလိုက်ကြအောင်ပထမအဆုံးကဒီ Brandon Rowe ပါရီပြောတော့လဲဆိုတာတစ်ချက်ကြည့်လိုက်ကြအောင် အခုဒီပွဲက Money Cave နဲ့မဟုတ်တော့ဘဲ Joshua Ban နဲ့ဆိုတော့ Predator တွေပို့ပြီးတော့စိတ်ဝင်စားကြတာတွေ့ရပါတယ်ကောင်းပါတယ်သူလည်း fighter တယောက်ပါပဲသူ့မှာဆုံးရှုံးစရာဘာမှမရှိဘူးလေ စိတ်ဝင်စားဖို့ကောင်းနေပါတယ်အမှန်တိုင်းပြောရရင်ကျွန်တော်က ranking 30အနောက်မှာရှိတဲ့ fighter တွေနဲ့မထိုးဖူးသေးပါဘူးဘယ်လိုပဲဖြစ်ဖြစ်ပါ UFC ဘက်ကပွဲတင်ပြီးတော့ထိုးရမှာပါပဲဒီပွဲပြီးရင်တော့ champion စင်ကာပူပွဲကစားရဖို့မျှော်လင့်ပါတယ်ကျွန်တော်ကလည်းအမြင့်အထစ်ဖြစ်နေတဲ့ပုံစံမျိုးကိုလိုချင်တာပါအဲ့တော့ ranking ဘလောက်မှာရှိတဲ့ကစားသမားပဲဖြစ်ဖြစ်ပွဲတင်ပြီးရင်တော့ကျွန်တော်လက်ခံကစားတော့မှာဖြစ်ပါတယ် ကျွန်တော်ရဲ့ခန္ဓာကိုယ်အချိုးအစားပုံစံက flyweight dance နဲ့ quad တိပါပဲ။ဝိတ်ချရတာအရန်ကိုလွယ်ကူပါတယ်။အဲဒါကြောင့်ဘယ်ပွဲဖြစ်ဖြစ်ကျွန်တော်လက်ခံကစားဖို့အဆင်တင်ပါပဲ။ဂျော်ရှောပန်ရဲ့ပုံစံကိုအရန်ကြီးပြန်လည်လာစရာမလိုပါဘူး။သူအရင်က Fury FC မှာ champion လူပွဲထိုးကြတဲ့ကျွန်တော်တူပွဲကြည့်ဖြစ်ခဲ့တာပါ။အလားအလာကောင်းတဲ့ကောင်းတဲ့တယောက်လို့မြင်ခဲ့ပါတယ်။အခုတွေ့တဲ့အတိုင်းပါပဲ။ အဓိကတော့တူကစားတဲ့အပေါင်းစင်ပုံစံတွေကြည့်လို့ကောင်းပါတယ်အခုလာမယ့်ချန်ပီယံလူပွဲကိုတော့ကျွန်တော်ပါမပြောစရာမရှိပါဘူးပန်ဒိုဂျာနဲ့ဂိုင်ကာရာဖရန့်စ်နှစ်ယောက်စလုံးကအလဲထိုးပါဝါရှိကြပါတယ်အဲ့တော့အရင်ထိလိုက်တော့မှောက်ပါဗျာဒါပေမဲ့ကျွန်တော်ထင်တာကတော့ပန်ဒိုဂျာဘက်ကဖိအားပေးကစားလာရင်တော့ဂိုင်ကာရာဖရန့်အခက်တွေ့တော့နိုင်ပါတယ်အဲ့ဒီတစ်ချက်တော့ရှိတာပေါ့ဖိုက်တာအားလုံးကိုအားပေးပါတယ် ဘယ်သူပဲအနိုင်ရပါစေကျွန်တော်ဘက်ကတော့ဒီပွဲကို bonus ကြောင့်ယူသွားမှာဖြစ်ပါတယ်ပြီးတော့နောက်ပွဲမှာ champion ဆိုင်ကိုပွင့်ကျွန်တော်ရရှိမယ်လို့ညွှန်နေပါတယ်ဆိုပြီးတော့ဒီမနက်မှာ Brandon Rayward ကဖြေကျသွားတာဖြစ်ပါတယ်လက်ရှိအချိန်မှာလည်း Brandon Rayball ကဒီ UFC Performance Institute မှာပဲ legend ဖြစ်နေတာဖြစ်ပါတယ်။ Okay အဲ့ဒါတော့ Brandon Rayball ရဲ့ဖြေကျချက်ပါ ဟုတ်ပြီနောက်တစ်ခုကတော့ Joshua Pan ရဲ့ပြချချက်ပါအဲ့တော့ Joshua Pan ကမနေ့ကပြတဲ့ interview မှာသူအရင်ကြီးတောင်းတတာတိုင်းမရှိဘူးပေါ့နော်ဒါပေမဲ့ interview ရဲ့လူကလည်းများလာတော့သူငင်းလေးဆရာကြလာတယ်လို့ကျွန်တော်မြင်ပါတယ်လောကလူကြီးမှုအပြည့်နေပေါ့ဗျာအခုဒီမနေ့ဖြေဆုံးသွားတဲ့ပုံစံလေးတကယ်ကိုအားရဖို့ပေါ့ပါအဲ့တော့သူကလည်းဖြေသွားလို့ဆိုရင်ဟုတ်ကဲ့ဘဝကအကောင်းဆုံးပါဖေတာတယောက်အခုလို active ဖြစ်နေတဲ့အရာကိုကြိုက်ပါတယ် အရင်ပွဲကြီးတွေကကျွန်တော်ဘယ်မှမသွားဘူး training တက်ပြန်ဝင်ခဲ့တာပါအချိန်၃ပတ်ထိရပါတယ်ဒါကကျွန်တော်အတွက်လုံတော့ပါလေဗျတချို့ကလည်း short notice လို့ပြောနေကြပါတယ်ကျွန်တော်ကတော့ short notice လို့တော့မပြောချင်ပါဘူးဒီအချိန်၃ပတ်ကကျွန်တော်အတွက်လုံတော့ပါတယ်ဟုတ်ပါတယ်ဝိုင်းပြတ်သွားတဲ့မာလီခက်နဲ့ Brandon Roy ရဲ့ပွဲထက် project တွေကကျွန်တော်ရဲ့ Brandon Roy ရဲ့ပွဲကိုပို့ပြီးတော့စိတ်ဝင်စားမှုရှိကြပါတယ် အခုလို့ပြောတာမနေ့ကကိုမကောင်းဘူးလို့ပြောချင်တာမဟုတ်ပါဘူး။ဘယ်တယ်လို့ရောနဲ့ကျွန်တော်ကလုံးဝပြင်ဆင်ပြီးကိုဒီအောင်ပြကစားတဲ့ပုံမှန်ချင်းတူညီနေလို့ပါ။အဲဒါကြောင့်လေပိတ်တက်တွေစိတ်ဝင်စားမှုပိုရှိတယ်လို့မြင်ပါတယ်။ဒီပွဲပြင်ပြီးရောချန်ပီယံစိန်ခေါ်ခွင့်ရရှိမယ်လို့မျှော်လင့်ပါတယ်။ဖိုက်တာတွေဆိုတာလေအမြဲတမ်းငြိမ်ကုန်ရှိနေမှာမဟုတ်ဘူးလေ။အဲတော့အတက်အယွင်းတွေတော့လုံနိုင်တာလေအမြဲချပြချင်တဲ့သဘောပါ။ ဲ့တော့ဒီနေ့အချက်ချင်းရဲ့ချန်ပီယံလူ့ခွင့်ပေးနေဆိုရင်လည်းကျွန်တော်ကတော့အငင်းနဲ့မှထုတ်ပါအောင်အမြဲတမ်းအဆင်ပြေပါအောင်ကျွန်တော်ကကိုယ့်ကိုယ်အမြဲတမ်း training မှာ pressure ပေးလို့မထင်ပါဘူးကိုယ်ကြီးကလေးကမိပြကြီးတွေနဲ့ဘယ်လိုအနာကြီးရမယ်ဘယ်လိုပုံစံပြန်ပြီးတော့လေ့ကျင့်ရမယ်ဆိုတာအဆောင်ကောင်းကောင်းမွန်မွန်တိုင်နေပြီးပြင်ဆင်ခဲ့ရဖြစ်ပါတယ်ချန်ပီယံလူ့ပန်ဒိုဂျာရဲ့ကစားပုံတော့တိတိကျကျမလေးလာရသေးပါဘူး ဲ့တော့အတုကစားပုံကိုတေချာမပြောတတ်ပါဘူးဗျာကျွန်တော်နဲ့ကစားမဲ့ပြန်ခွက်တွေကိုလည်းကျွန်တော်တေတေချာအရင်လေးလာထားတာဖြစ်ပါတယ်ဒါပေမဲ့ပန်တိုဂျာက Found for Found အဆင့်တစ်စေးအထက်မှာတော့ရှိတင်ပါတယ်အခု Brandon Weaver ရဲ့ကစားပုံကိုတေချာလေးလာပြီပါတယ်ဒါပေမဲ့အပြောင်းလဲနေတော့ရှိတာနိုင်တယ်ပိုပြီးတေချာတာကတော့ Octagon 1ရဲ့အတွင်းမှာဒီပိုလိုပုံစံကစားမှမလဲဆိုတဲ့အခြေအနေကိုကြည့်ပြီးတော့အကောင်းဆုံးပြန်ပြင်းနေအောင်စူးစမ်းတော့မှာဖြစ်ပါတယ် အဲ့ဒါကြောင့်ဘယ်ပုံစံကစားမယ်ဆိုပြီးကျွန်တော်ဘက်ကတတိချဆုံးဖြတ်ထားတဲ့ပုံစံမျိုးတော့မရှိပါဘူးဆိုပြီးတော့ကျော်ကျော်ပဲပြေဆိုတော့ဖြစ်ပါတယ်အဲ့တော့သူတို့မျိုးဆလုံးခေကြတော့တဲ့အချိန်မှာသူကြီးရဲ့အချက်ကတော့ဒီပွဲပြီးရင်ချန်ပီယံလုမယ်ဆိုတော့စကလုံးလုံးဖြစ်ပါတယ်လန်ဒန်ရယ်ဝေါ်ကလည်းချန်ပီယံလုမယ်လို့ပြောသွားတယ်ပြီးတော့ဒီကျော်ကျော်ပဲကလည်းဒီပွဲပြီးရင်ချန်ပီယံလုမယ်ဆိုပြီးတော့ပြောသွားပါတယ် ပြီးတော့နောက်ထပ်တူညီတဲ့အချက်တစ်ချက်ကတော့မဲအောင်စလောကပြန်ဘက်ဒီပိုပရက်ရှာပေးပြီးကစားတယ်။တိုင်းစစ်ဆင်ပြီးတော့စထရိုက်ကင်ကစားတယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ဒါကို Brandon Rowe ကလည်းလက်ခံထားတယ်။ Pressure Ban ကလည်းအဲ့ဒီအချက်ကိုတော့လက်ခံထားတာဖြစ်ပါတယ်။ Okay အဲဆိုရင်နောက် update တင်နေကိုဆက်ပြီးတင်ဆက်ပြီးတော့ဖြစ်ပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ Goti ရဲ့ထားမှာ တို့ထီရထံကဒီမဲ့မှာ XFC MMA promotion မှာနိုင်ရပါပါတယ်။ပြီးတော့ YouTube မှာလည်း modify ကြည့်လို့ရမှာဖြစ်ပါတယ်။ဒီမှာတင်ပေးထားပါတယ်။ဒီ channel မှာကျွန်တော်ကြည့်လို့ရမှာဖြစ်ပါတယ်။ ီးတော့နောက်ထပ်တဲ့တင်တော့ကပါလို့ဆိုရင်လောကအထူးခြားတဲ့ဟာပေါ့နော် UFC ရဲ့ပထမအုပ်ဆုံးကျင်းပတဲ့ PGC ပြိုင်ပွဲမှာ Mikey Musumeci နိုင်ငံရရှိသွားပါတယ်ဒါတော့ Mikey Musumeci က UFC ရဲ့ Bantamweight ဒဏ်ရာပထမအုပ်ဆုံးတော့ PGC Champion ဖြစ်သွားပါတယ်ဒီပွဲစဉ်က9မိနစ်3ချိန်ကစားရတာပါအဲ့မှာအချိန်လေးရအချိန်အောင်ကလေးရနေဒီလက်လက်ပိုဇိုင်ကိုပြောင်းနေပါယူတဲ့ပိုဇိုင်နဲ့ မိုက်ကယ်မစ်ရှင်မချေတက်တာပဲအသာစီကစားခဲ့တာဖြစ်ပါတယ်။အုံကြီးမြောက်မှာတော့အခုတွေ့တဲ့အတိုင်းပါပဲ။ဒီလောက် position ကြီးပြီးတော့ submission နဲ့အဆုံးသတ်နိုင်မှာပါ။အဲ့တော့ congratulation ပါမိုက်ကယ်မစ်ရှင်မချေ။ဒီပွဲကိုဘူရာဂျီတင်နာဝက်ကလည်းဒီကိုယ်တိုင်ဒီ champion ကပတ်ကိုလာရောက်ချင်းမြင်ပြီးတော့လာဖြစ်ပါတယ်။ဟုတ်ကဲ့ဒါဆိုရင်ဒီနေ့ကဒီလောက်ပါပဲ။နောက်ထပ် update တင်တွေကိုပြန်လည်တင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။